ဲ့ဒီမှာ SME ပေါ့နော် SME လုပ်ငန်းကိုကျွန်တော်သွားကြည့်မယ်ဆိုလို့ရှိရင်မြန်မာငွေကျပ်နှစ်တသမ1ဘီလီယံကျော်ဒါကုန်ပစ္စည်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မှုမှာနှစ်တသမ1ဘီလီယံကျော်ရထားတယ်ဒါကအသေးစားအလက်စားပေါ့နော်နောက်တစ်ခါနေဆက်ကုန်သွယ်မှု ကြည့်ကြည့်မယ်ဆိုလို့ရှိရင်2023 2024เนอะဇွန်လကစလို့ရှိရင်ရန်ကုန်ကော့တောင်ရနောင်းနဲ့ကွန်တိန်နာတွေပေါ့เนาะကွန်တိန်နာတွေဘာညာတရကဝင်ထွက်လို့တခါကျတော့2024ကနေဇွန်လကစပြီး2025ဘန္နာရေးနှစ်တစ်နှစ်လုံးမှာကုန်သွယ်မှုပုံငွေအမေရိကန်ဒေါ်လာ1.3ဘီလီယံကျော်တယ်ဗျာ ါကျွန်တော်မှတ်မိတာလေးပြောပြတာကျွန်တော်ဘာကောင်းမှတော့မဟုတ်ဘူးနောက်တခါမြန်မာထိုင်းနယ်စပ်ကုန်သွယ်မှုကိုကြည့်မယ်2022-23ဘန်ဒါကြီးနှစ်မှာ9360ဒသမ193တန်းရတယ်2023-24ခုနှစ်ဘန်ဒါကြီးနှစ်လဲရောက်လဲရောက်ကော 462.3တသမ3.3 6တန်ပဲရတော့တယ်နည်းနည်းယော့သွားတယ်ဒါကမြန်မာထိုင်းနယ်စပ်နောက်တစ်ခါထီးခီးနယ်စပ်ကုန်သွယ်ရေးကိုကြည့်မယ်ဆိုလို့ရှိရင်ပို့ကုန်ပမာဏကအမေရိကန်ဒေါ်လာတန်2500ဘို့တွင်းကုန်ပမာဏကအမေရိကန်ဒေါ်လာတန်200မြဝတီနယ်စပ်ကိုကြည့်ရင်အဲ23 24နော် ပိုးကုန်ပမာဏကအမေရိကန်ဒေါ်လာတန်320တွင်းကုန်ပမာဏကအမေရိကန်ဒေါ်လာတန်820ရပါတယ်ဆိုပြီးတော့စီးပွားကူးစမ်းကနေတရားဝင်ကြေညာရတာကျွန်တော်ကသတင်းတွေလိုက်လိုက်ပြီးစိတ်ဆက်လိုက်လိုက်မကြည့်လို့ကျွန်တော်ကနိုင်ငံရေးသမားမဟုတ်ဘူးဘာမှမဟုတ်ဘူးကျွန်တော်မှတ်မိတဲ့လောက်လေးကျွန်တော်ပြောတာသတင်းစာထဲမှာအကုန်ချပြတယ်ဗျနိုင်ငံစစ် GDP တွေအကုန်လုံးချပြတယ်နော်အကုန်လုံးချပြပါတယ် ်တကယ်နိုင်ငံသားတွေကပြီးရင်မချပြဘူးထင်တာအကုန်ချပြပါတယ်ကျွန်တော်တော်ဟိုတတိယတုံးထားကြည့်တာတော့ဒီလိုဒီလောက် data လေးတွေသိလို့ရှိရင်နေတိုင်းတာသတင်းစာတေးတေးချာတေးတေးချာဖတ်တဲ့သူဆိုရင်မြန်မာနိုင်ငံရဲ့ GDP data အတိအကျရတာပေါ့တေးချာစာကြည့်ကြဗျတေးချာစာကြည့်ကြချပြပေးထားတယ်နော်ကျွန်တော်ခဏစဉ်းစားကြည့်စမ်းကျွန်တော်အာနာထိမ့်လိုက်တဲ့အချိန်မှာတန်လီတရားကြီးကရက်တန့်သွားတယ် တန်လတိုင်းရဲ့ရက်တက်သွားတော့ရက်တက်သွားတဲ့ခါကျတော့ကျွန်တော်နာဆတ်ကအစိုးရဆက်ဆောက်ပေးပါဆောက်ပေးပါလိုအပ်တာတွေထက်လုပ်ပေးပါမယ်လို့ပြောတယ်ဗျကျွန်တော်ပြန်သေးချာနဲ့တော့နော်တန်လတိုင်းရဲ့အရှေ့က6638ပေးရှိတယ်တန်လတိုင်းအမှတ်3အခုနောက်ဆုံးဂျပန်ဂျက်အခုဆောက်တဲ့စားနော်6638ပေးရှိတယ်ဘကိုးမြကူတရာပေါ့လေးလံသွားတရာဖြစ်တယ်ဂျိုက်ကဂျပန်နိုင်ငံပြည်ဆိုင်ရာဥပဒေဆောင်ရေးအေဂျင်စီဂျိုက်ကနေစောက်ပေးတာတာမဏိကြိုးဆိုင်တရာဖြစ်တယ် 2019မှာချင်းဝေသဘောတူစာချုပ်စာချုပ်တယ်2019မှာစဆောက်တယ်အာနာထိန်လိုက်တော့2021မှာနားသွားတော့နတ်ဆက်ကအချူတက်ကတာပေါ့စောက်ပေးပါဘာညာတာကပြောတဲ့ခါကျတော့ပတ်စံထပ်ပေးရတယ်ဘလောက်ထပ်ပေးလိုက်ရတယ်ထင်လေ46ဘီလီယံထပ်ပေးရတယ်ဗျငကိုစာချုပ်ထက်ကိုပို့ပြီးတော့တောင်းတော့46ဘီလီယံထပ်ပေးရတယ်အဲ့ဒီလုံနဲ့ ကျွန်တော်2024မှာကျွန်တော်ဖွင့်လှစ်ခဲ့ရတာပေါ့ဗျာအခုကျွန်တော်စောင့်နေတဲ့ဒလတဒါလည်းဒီလိုပဲတော့စိတ်ကြီးခဏတို့ဒလတဒါလည်းအခုတော့ကာကြောကြီးသွားပြီးတော့နော်လှုပ်ပြီးသွားပြီအဲအဲ့လိုလေးတွေပေါ့ဗျာလှုပ်ပေးသင့်တာတွေတော့ तू အကုန်လုံးလှုပ်ပေးရတာပဲတော့စစ်မှုထမ်းအောင်နေနဲ့ပတ်သက်လို့ရှင်ထောက်ပံ့ရေးတွေနေလည်းပဲအဲ2023 24မှာဗန္ဒိုင်းနေ့ကစပြီးတော့အသက်80ပြည့်တဲ့ နှစ်နဲ့အထက်အဖွဲ့ဝင်ကအသက်80အထက်နော်4823ရှိတယ်စင်မူရန်အောင်လေအဲ့မှာတဦးကို9000ကျပ်ပေးတယ်အသက်60နဲ့အထက်က418ဦးရှိတယ်တဦးကိုတသိန်းပေးတယ်23 24ဦးနဲ့မှာနော်အသက်100နဲ့အထက်က10ဦးပဲရှိတယ်တဦးကိုတသိန်းဝက်ပေးတယ်ဒါပတ်စံနေကုန်နေတာတွေကိုကျွန်တော်ချပြပေးတာနော် ။နော်အဲ့ဒီအချိန်မှာနတ်ဇာကအစိုးရလက်ထက်မှာရင်ကုန်သွင်းဖို့ဝယ်တာတွေဘာညာတွေကျွန်တော်မပြောဘူးနော်ဒါတွေကျွန်တော်မပြောဘူး။အဲ့လိုလေးတွေရှိတယ်ဗျ။နော်ကျွန်တော်ပြောချင်တာကအဓိကကဘာလဲဆိုလို့ရှိရင် GDP မြန်မာနိုင်ငံကိုတကယ်ဥဆောင်ပြီးလှုပ်ဆောင်နိုင်ဆဲရှိတာကတက်မတော်အစိုးရပဲဗျ။ဦးနေဝင်ခေတ်ကိုတစ်ချက်ပြန်ကြည့်ကြည့်လိုက်ငွေကြေးကိုဘယ်လိုထိန်းချုပ်ရမလဲဦးနေဝင်သိတယ် စီပွားရေးလမ်းကြောင်းကိုဘလို့ထိန်းချုပ်ရမလဲဥနေဝင်သိတယ်အခုဦးမင်းအွန်လိုင်းလည်းအဲ့လိုပဲစီပွားရေးလမ်းကြောင်းကိုဘလို့ထိန်းချုပ်ရမလဲသူသိတယ်ဘ ਹੁ ဗန်ဥက္ကဋ္ဌတွေကစအကုန်လုံးချိန်အကြံပေးတွေကောင်းကောင်းသုံးတာဒီမှာအကြံပေးတွေတေးသေးချာချာကိုထားတာအဲ့ဒီမှာစီပွားရေးလမ်းကြောင်းရှမ်းမြောက်ကိုပိတ်ထားတဲ့အချိန်မာတွင်ကိုရှမ်းရှိကနေပတ်ပြီးတော့သွားဟမ်ဒီဘက်ကပိတ်ဟိုဘက်ကပတ်သွားတယ်ဟမ် အများကြီးပဲအများကြီးပဲနော်ခင်ဗျားတို့ဟိုဒါရှမ်းရှိရသွားတော့နည်းနည်းတော့နေရရှိတာပေါ့ဗျာနော်နေရနည်းနည်းရှိတာပေါ့လမ်းကြောင်းနည်းနည်းရှိတာပေါ့အဲ့လိုလေးရှိတယ်ဗျအဲ့တော့ကျွန်တော်ပြောချင်တာကမြန်မာနိုင်ငံမှာတက်မတော့အစိုးရလက်ထက်မှာ GDP တွေတက်ခဲ့ပါတယ်ခင်ဗျားတို့ Google ထဲကိုဝင်ကြည့်ပါ အခုဆိုရင်မြန်မာနိုင်ငံ GDP ကဘလောက်ဖြစ်သွားပြီလဲဆိုရင်ကဘာကခန့်မှန်းထားတာက